ရိသမြအားလုံးပဲမင်္ဂလာပါခင်ဗျာ1 championship thailand beach က bronica ရဲ့ပြောစကားတွေကိုပွဲကြိုပြောစကားဖြစ် no swindling ဖော်ပြလာခဲ့ဖြစ်ပါတယ်1 championship ပါဒီနေ့မှာ bronica ကိုရိုက်ကူးရေးလည်းလုပ်ခဲ့တယ်ပြီးတော့ talk show လို့သဘောမျိုးနဲ့ interview လည်းလုပ်ခဲ့တာမြင်တွေ့ရပါတယ်ခင်ဗျာ bronica ဟာလာမယ့်တောက်တန်ကြောင့်ရောက်ရင်1 friday 5 132ပြိုင်ပွဲကြီးမှာဒုက္ကောင်ပွဲစဉ်ထိုးအောင်မှာဖြစ်ပါတယ် ဒီပွဲစဉ်မှာဘရိုနီကာအနေနဲ့ဖိုက်တာအပြောင်းလဲဖြစ်ထားတယ်ပေါ့လေအစောပိုင်းကဘရိုနီကာကိုပြင်သစ်အယ်ဂျီးရီးယားနဘဖိုက်တာမလေးမက်ဆန်နဲ့ဝမ်ကပွဲတည်ပေးထားတာဒါပေမဲ့အမှန်တကယ်ပွဲထိုးရမယ်ပွဲစဉ်စရာအပြည့်စုံကိုထုတ်ပြန်လိုက်တဲ့အချိန်မှာတော့ဘရိုနီကာရဲ့ပြန်ဘက်ကဒီယုတ်ဖိုက်တာမလေးလီမီရီဖြစ်သွားပါတယ်လီမီရီနဲ့ပွဲဟာဘရိုနီကာဘက်ကအသာစီးနေထားမှရှိနေပါတယ်ခင်ဗျရှေ့မှာ မက်ဆန်နဲ့ပွဲစီစဉ်ပေးတော့ကမက်ဆန်ကအသာစီးနေထားမှရှိခဲ့တယ်။ဘာကြောင့်လဲဆိုတော့မက်ဆန်ကျွမ်းကျင်ပိုင်နိုင်တဲ့ကစ်ဘောက်ဆင်ဘက်မှာပွဲထိုးခိုင်းတာလို့ပါပဲ။အဲတော့ဗရိုနီကာကပထမဆုံးကစ်ဘောက်ဆင်ပွဲထိုးရမယ့်နေတာဖြစ်နေတယ်။ပြောမယ်ဆိုရင်ဖိအားများတယ်ပေါ့ဗျာ။အခုဒီချိန်ကျတော့ပွဲရကြောင်းပြန်နေတာဖြစ်သွားတယ်။တစ်ဖက်ကတရုတ်ဖိုင်တာမလေးလီမီရီအတွက်ဖိအားများသွားတယ်။ဘာကြောင့်လဲဆိုတော့လီမီရီဟာကစ်ဘောက်ဆင်ဖိုင်တာမလေး ဗရိုနီကာနဲ့ပွဲမှာသူဟာကစားသမားဘွားဖြတ်သန်းမှုတစ်ချက်ပထမဆုံးမွေထိုင်းပွဲကိုထိုးရတော့မှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့အခုဝမ်ချန်ပီယံရှစ်ထိုင်းလန်ကဗရိုနီကာရဲ့ပွဲကြိုပြောစကားတွေကို notes ထုတ်ပြီးတွင့်နေထားတာလေးကိုကျွန်တော်ဖာသာပြန်ထားလေးဖတ်ပြပေးခြင်းပါတယ်ခင်ဗျဒီထဲမှာဗရိုနီကာပြောထားတာကအွန်လိုင်းအဆန်းကကျမရဲ့အကူတယောက်လိုပါပဲသူကကျမကိုဗီဒိုမင်းကချန်ပီယံဖြစ်နိုင်တာသိကြတယ်ငါမင်းကိုယုံကြည်တယ်လို့ အမြဲတမ်းပြောခဲ့ပါတယ်။သူဟာကျမရဲ့ဆံပြပုဂ္ဂိုလ်အိုက်တော်ပါပဲ။အရာတိုင်းဟာဖြစ်နိုင်ပါတယ်ဆိုတာကိုမြန်မာဖိုက်တာတွေမြင်အောင်လမ်းပြပေးခဲ့သူလည်းဖြစ်ပါတယ်။အွန်လိုင်းဆန်အနောက်ပြည်ချိန်မှာကျမကမြန်မာနိုင်ငံကိုကိုစားပြုပြီးပွဲကြီးထုံးမဲ့နောက်မျိုးဆက်ကိုကိုစားပြုခွင့်ရတဲ့သူဖြစ်ရှင်ပါတယ်။ကျမအတွက်မြန်မာပြည်သူတွေဂုဏ်လို့ရအောင်ကျမလုပ်ပြခြင်းပါတယ်ဆိုပြီးတော့ဘရိုနီကာကပြောသွားခဲ့ပါတယ်ခင်ဗျ။ဟုတ်ကဲ့လီမင်းရဲ့ပွဲမှာဘရိုနီကာဟာသူပြောထားတဲ့အတိုင်း နိုင်မွေးရယူပြီးတော့ကျမအတွက်မြမပြည်သူတွေဂုံလို့ရအောင်ကျမလုံးပြချင်ပါတယ်ဆိုတဲ့စကားကိုတက်တည်ပြလိမ့်မလားဆိုတာကျွန်တော်တို့စောင့်ကြည့်ကြတော့မှဖြစ်ပါရခင်ဗျာကြည့်ရှုအပိပြိတ္တအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ